နောက်ထပ်တင်ဆက်ပေးရမယ့်ရေးကြီးသတင်းကတော့ရန်ကုန်မြို့ရွာသာကြီးဘက်မှာရှိတဲ့အင်ယာတစ်ခုဖြစ်တဲ့ဒုက္ခတကုံအငှားအင်ယာတိုက်ခန်းတစ်ခုမှာအိမ်ပေါ်အထိပစ္စည်းတက်ခိုးတဲ့တကိုးကအင်းရှင်လင်းမယားကိုဓာတ်နဲ့ထိုးသွားလို့ယောက်ျားဖြစ်သူတေဆုံးပြီးတော့မိန်းမဖြစ်သူဟာလဲစိုးရင်ပြင်းထန်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် တခိုးကအိမ်မော်ထီတက်ခိုးပြီးတော့အင်းရှင်လင်းမယားကိုဓာတ်နဲ့ထိုးသွားလို့ယောက်ျားဖြစ်သူတေဆုံးပြီးမိန်းမဖြစ်သူကတော့အနီအောင်ဆင့်လူနာဖြစ်လို့စံပြဆေးုံကိုပို့ဆောင်ကူညီပေးခဲ့ရပါတယ်လို့နယ်မြေကန်လူမှုကူညီရေးအသင်းတစ်ခုကပြောပြထားပါတယ်ဖြစ်စင်မှာ တိုက်ခန်းအတွင်းတခိုးဝင်ခိုးတာကိုအိရှေ့အမျိုးသားကတွေ့မြင်သွားခဲ့ပြီးတော့ဖမ်းဆီးဖို့စ조사တဲ့အချိန်တခိုးကဓာတ်နဲ့16ချက်ထိုးပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါဗျ။လက်ရှိမှာတော့တေဆုံးခဲ့တဲ့သူနဲ့ဒဏ်ရာရှိတဲ့သူတွေကိုနယ်မြေကန်လူမှုကွန်ရီအသင်းကစံပြဆေးရုံကိုပို့ဆောင်ပေးထားပြီးတော့ပြစ်မှုကျူးလွန်ခဲ့တဲ့တခိုးဖြစ်သူကိုလည်းသက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေကဖမ်းဆီးရမိထားပြီးဖြစ်တယ်လို့သိရပါဗျ။အိရှင်လင်မယားနှစ်ယောက်ဇလုံးကိုဓာတ်နဲ့ထိုးသွားတဲ့တခိုးကိုလည်းဖမ်းမိထားပါပြီ။အရေးပေါ်အခြေအနေမှာတယောက်ကိုတော့ရအောင်စိတ်လုံနိုင်ခဲ့ပါပြီ။ ဓာတ်နဲ့ထိုးခါရတဲ့လူနာရှိတယ်အမြန်လာဆိုလို့ဒီကကယ်ဆယ်ရေးအဖွဲ့တွေပြေးကြတာဟိုရောက်တော့သွေးထွက်လွန်နေတာတွေ့တယ်ညအချိန်ပစ္စည်းလာခိုးရင်းနဲ့လူကိုဓာတ်နဲ့ထိုးသွားတာပါလို့နေကန်လူမှုကူညီရေးသမားတို့ကထပ်လောင်းပြောပြထားပါတယ်ဒါအပြင်ရန်ကုန်မြို့တာကေတမြို့နယ်အတွင်းကနေအိမ်တိုက်ခန်းတစ်ခုကိုတခိုးတက်ခိုးပြီးတော့အိမ်ပိုင်ရှင်ပိုင်ဆိုင်နဲ့အိမ်စာရုပ်စာတမ်းတွေနဲ့ကားအုံနာဘုတ်တွေကိုယူဆောင်သွားခဲ့တဲ့ဖြစ်စဉ်တစ်ခုလည်းမကြသေးမီရပ်ပိုင်းအတွင်းကဖြစ်ပွားသွားခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ